တယ်ဒါလည်းကနာကြည့်ကြည့်ပါလားအဲ့တော့ جماعه ကကမ်ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူတယောက်အနေနဲ့ကမ်ပဏီ site ကနေပြီးတော့ကိုမြန်မင်းနဲ့ကိုထွန်းဝနာကိုတရားဥပဒေလမ်းကြောင်းအတိုင်းတရားစွဲသွားမှာဖြစ်ပြီးတော့ရှော်ကြီးငွေကိုလည်းဥပဒေလမ်းကြောင်းအတိုင်းတောင်းခံသွားမှာဖြစ်ပါတယ်။ဒီအကြောင်းအင်ပါရာဟူဖွဲ့ဝင် တရားဝိရိယအချောင်းမျိုးနဲ့ပြောက်ပဲသွားပြီပဲနောက်ဆိုသူ့ရဲ့ဘာဖြစ်လာတာဆိုတော့ဒါအခွဲချာချာစီစဉ်တာမဖြစ်ရမယ်နောက်ဆိုကျွန်တော်တို့တန်ရာဖြစ်เสีย တယောက်ပဲကျင်းတော့တယ်။ Fortune TV မှာထုတ်လွှင့်ပြသနေသောအစီအစဉ်များကို Fortune TV application နဲ့လည်း Dial Live ကြည့်ရှုနိုင်ပါတယ်။